အတူရောင်လေညာဟန်ပြရှက်ပွဲရွေးကောက်ပွဲနဲ့မြမပြည်သူဒီမကကဘာကိုလှည့်စားဖို့ကြိုးစားလာတဲ့အတူအရောင်ဟန်ဆောင်ရွေးကောက်ပွဲတို့လုံးဝလက်မခံစစ်ကောင်စီလုံးနဲ့လူရရွေးကောက်ပွဲလုံးဝမခံဘူးအကြမ်းဖက်စစ်ကောင်စီပြုတ်လုတဲ့အတူအရောင်ရွေးကောက်ပွဲကိုကျွန်တော်တို့လုံးဝလက်မခံပါစစ်ကောင်စီပြုတ်လုမဲ့အတူအရောင်ရွေးကောက်ပွဲတို့လက်မခံဘူးစစ်ကောင်စီပြုတ်လုမဲ့အတူအရောင်ရွေးကောက်ပွဲကို တို့လက်မခံဘူးရွေးကောက်ပွဲအားလုံရှိစစ်ကောင်စီအတူရရွေးကောက်ပွဲအားလုံရှိစစ်ကောင်စီအတူရရွေးကောက်ပွဲအားလုံရှိရှင်းရမလို့အားလုံးရှင်းရမလို့အားလုံးရှင်းရမလို့အားလုံးစစ်ကောင်စီကပြုလုပ်မယ်အတူရောင်ရွေးကောက်ပွဲကိုလုံးဝလက်မခံပါဘူးစစ်ကောင်စီကပြုလုပ်မယ်အတူရောင်ရွေးကောက်ပွဲကိုငါတို့လုံးဝလက်မခံညို့လေကောက်ဓမြတိုက်ပြီးလုံချိုကြီးတယောက်ကိုတနက်နဲ့ပြစ်တက်နေတဲ့တရားဥပဒေစိုးမိုးမှုကင်းမဲ့နေတဲ့အခြေအနေ ါရီမဲလားဆိုတော့စောချစ်သူငူပွဲဝင်ပါပြီမျက်ရည်ဆက်လက်နဲ့ဒီနေ့စောချစ်သူဒူးနဲ့မျက်ရည်တုတ်ရတဲ့နေ့တမ33ရက် view ဟာမှူးကြီးမွေးငါဖြစ်သွားတဲ့အကြောင်းကိုကျွန်တော်ဖော်ပြပေးမှာပါ view ဟာမှူးကြီးငဲပြီးရောက်သွားတဲ့အချိန်မှာဂျမ်ပစစ်ခွေးတက်ကကောင်းနေခွေးပြီးဝပြီးပြေးသွားတာအားရစရာအလွန်ကောင်းတဲ့ အားလုံးပဲမင်္ဂလာပါအထူးသဖြင့်မြတ်ကိုတင်ဆက်ပေးနေတဲ့ကျွန်တော်ချင်းရဲ့ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ရပါတယ်ဒီ channel လေးကမြန်ပြည်တရနေကိုတင်ဆက်ပေးနေတဲ့ channel ဖြစ်တာကြောင့် like and subscribe လေးလုပ်ထားပြီးဖို့ထပ်မံပြီးတော့အသံဆိုချင်ပါတယ်အထူးသဖြင့်ကောင်းမြတ်ကိုတင်ဆက်ပေးတဲ့ video file လေးကိုကျွန်တော်နဲ့တူကြည့်လိုက်ရမှာဖြစ်ပါတယ်တံဘလူမှာစော်ထားတာစစ်ကြောင်းမှာပြုတ်အောင်စော်ကန်ထိတာတွေ့ကြည့်ပေရတဲ့ကောင်တွေထွက်ခဲလို့စိန်ခေါ်ခဲ့တဲ့ကောင်တွေကစစ်ကြောင်းပြုတ်ပြီးတော့ ကျော်စုံပြောနေပြောရင်ခွေးလို့ပြေးတာကျော်စုံတစ်ခါတရင်တွေ့ရတယ်ဟမ်အဲဘုံမိုက်ခဲဘာဖြစ်လဲခွေးလို့ပြေးတာအခုလည်းအဲ့လိုပဲကန့်ဘလူးမှာဘာဖြစ်လဲတက်မ33နဲ့ခွေးလို့ပြေးတာတရင်လေးဖတ်ပြမတိလားစကိုင်းတိုင်းကန့်ဘလူးနဲ့ခင်ဦးမြို့နယ်မှာစစ်တပ်စစ်ကြောင်းပြက်တဲ့အထိတိုက်ခိုက်ခံရပြီးတက်မ33ပြူဟာမှုအလောင်းနဲ့စစ်ကောင်စီတပ်သားတွေအများပြားအရှင်ဖမ်းမိတယ်လို့စကိုင်းတိုင်းအချက်ပိုင်းစစ်စင်ရေးတရင်မြို့ချုပ်ကလူလူနယ်ဦးကိုပြောပါတယ်ဒီနေ့နိုဝင်ဘာလ12ရက်နေ့ကန့်ဘလူးမြို့နယ်ရင်းတိုက်ရွာနဲ့ခင်ဦးမြို့နယ်ရှားတော့ရွာမှာ ်စစ်တပ်စစ်ကြောင်းကိုပကဖ PD ရဲ့အပါအဝင်တော်လိုင်းတပ်ဖွဲ့တွေဂျာပြတ်တိုက်ခိုက်ခံရတာလို့သတင်းရရှိပါတယ်လက်နက်20ကျော်နဲ့အရှင်တွေလည်းမိထားတဲ့တမန်33ဗျူဟာမူပါအသေးရတယ်ပြောတယ်လို့စီရေးသတင်းကြီးကပြောပါတယ်စစ်တပ်စစ်ကြောင်းပြက်ပြီးလက်နက်ခဲယမ်းတွေရတာကိုကမ်းမလူမြို့နယ်ပြည်သူ့ကာကွယ်ရေးဘော်တဦးကအတည်ပြုပါတယ်စစ်တပ်စစ်ကြောင်းကနေ12ဦးအရှင်မိပြီးလက်နက်28လက်ရလေတော့ကမ်းမလူခရိုင်တိုင်ရင်တောင်တောင်ရှိတူတူကပြီးပဲစပရင်ကိုအတည်ပြုပါတယ်ဂျာတော်နိုင်ရဲဘော်တူကလည်းစစ်တပ်စစ်ကြောင်းကတေဆုံးဒဏ်ရာရတူ အဖမ်းခံရသူများပြားပြီးစစ်ကြောင်းတစ်ကြောင်းလုံးမှ20ခန်းသာစခန်းချရနေရပြန်ရောက်တယ်လို့ပြောပါတယ်စစ်တပ်ဝါရဖြန် Telegram Channel အချို့မှာလည်းကမ်ဘလူမြို့နယ်မှာစစ်ကြောင်းတစ်ခုအဝိုင်းခံရတယ်လို့ရေးသားထားကြပါတယ်ကမ်ဘလူဇီးကောင်ခင်ဦးနယ်မှာ PDF တွေအကောင်ဒီစစ်တပ်အချိန်ချင်းခံနေရတာမှုနည်းနည်းရှင်းလင်းဖို့လိုနေပြီဆိုပြီးစစ်တပ်ဝါရဖြန်အောက်တွေကရေးသားထားတာကိုတွေ့ရပါတယ်နမခနယ်တဲ့ PDF တွေအားလုံးအလုံးအင်းနဲ့ရောက်နေပြီးစစ်တပ်ကစစ်ကြောင်းတွေလိုက်လံရှင်းလင်းနေတယ်လို့ဝါရဖြန်နေကြပါတယ်စကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကနိုဝင်ဘာလ12ရက်နေ့6နာရီ ညနေ6:00နာရီခန့်မှာတိုက်ပွဲသတင်းတနက်ဦးထုတ်ပြန်တာမှာကမ်းလူခရိုင်ရွှေဘိုခရိုင်တွေမှာစစ်တောင်းထိုးအကြမ်းဖက်နေတဲ့စစ်တပ်စစ်တောင်းကိုယနေ့မှတော်လိုင်းရေးတပ်ဖွဲ့တွေကဓာပြတိုက်ခိုက်တာမှာစစ်တပ်စစ်တောင်းထိနာပြီးစစ်တုံးပန်းနဲ့လက်နက်ခရမ်းတွေတင်းစဲရရှိခဲ့တယ်လို့ဖော်ပြထားပါတယ်စစ်တပ်စစ်တောင်းကိုကမ်းလူခရိုင်ပကဖအထူးလှုပ်ရှားတက်ရင်ရေဦးမြို့နယ်ပကဖဒူဝင်အဖွဲ့ရွှေဘိုခရိုင်အမှတ်3တက်ရင်ခင်ဦးအမှတ်25တက်ရင်တန့်စဲနဲ့တော်လိုင်းရေးအင်အားစုတွေကဓာပြတိုက်ခိုက်ခဲ့တာလို့သိရပါတယ် ထုံးပြန်တဲ့ဒရင်းသားပုံမှာစစ်တုံးမှာ14ဦးလက်နက်မျိုးစုံ20ခန်းနဲ့ခဲယမ်းတွေတင်းသေးရရှိတာကိုတွေ့ရပါတယ်။တေဆုံးတိခိုက်တာတွေညားခဲ့လို့စစ်တပ်ကအနောက်မြောက်တိုင်းစစ်ထဏန်းချုပ်နမခါကနေဂျာယိုကော်ပရာ3စီးနဲ့ဒီကနေ့ညနေ3နာရီခွဲဝင်းကျင်မှာလေကြောင်းတိုက်ခိုက်မှုတွေလုပ်ခဲ့ပါတယ်။နိုဝင်ဘာ17ရက်ကစပြီးကမ်းမလူနဲ့ရေဦးမြို့နယ်ဘက်ကနေခင်ဦးမြို့နယ်ကိုစစ်တပ်ကနှစ်ဖက်ညက်စစ်တောင်းထိုးလာတာဖြစ်ပါတယ်။ခင်ဦးနယ်အနောက်မြောက်ချမ်းကဂျေးရွာတွေကိုကမ်းမလူနယ်ဘက်ကအင်အားတရာကျော်ပါတဲ့စစ်တပ်ရဲ့ရှင်းလင်းစစ်တောင်းနဲ့ရေဦးမြို့က နေမူးမြစ်ကူးကတက်လာတဲ့အင်အား80ဝန်းကျင်မှာစစ်ကြောင်းတို့ကတပြိုင်တည်းစစ်ကြောင်းထိုးလာလို့ခင်ဦးမြို့နယ်တရင်မှန်ပြန်ကြားရေးကထုတ်ပြန်ထားပါတယ်။ဒါကြောင့်ငားယုံကြီးရှားတော်ကြောက်တိုင်ကြည်စုမုံနတ်တာဝတိမြင်းကြတရက်တော်ကင်းပြစ်မကြီးဟုတ်ရာတော်မြင်းတောင်တရက်ပင်စုတက်တာပထောင်ကြီးရွာတွေကပြည်သူ9000တော်ထွက်ပြေးနေရတယ်လို့အတိပေးပါတယ်။စစ်တပ်ကစကိုင်းတိုင်းနဲ့ဂျူဟာလန်းတွေမိန်ကျော်တွေ တော်လိုင်းအင်အားစုထိန်းချုပ်တဲ့နေရာတွေကိုစိုးမိုးဖို့ကြိုးစားနေပြီးဩကောင်းသားကကမ်းပလူမြို့နယ်ကရွှေဘုံမြကြီးနားပြူဟာလမ်းပိုင်းကိုပြန်လည်ထိန်းချုပ်ခဲ့ပါတယ်။ဒါပေမဲ့ခင်ဦးနယ်ကလမ်းပိုင်းကိုဆက်လက်ထိန်းချုပ်ဖို့စစ်ကြောင်းထိုးခဲ့ပေမဲ့တော်လိုင်းအင်အားစုတွေကစစ်ကြောင်းပြက်တဲ့အထိတိုက်ခိုက်ခဲ့နိုင်ခဲ့ပါတယ်။စက်တင်ဘာ22ရက်ကခင်ဦးလမ်းပိုင်းတိုက်ပွဲမှာဒုဗိုလ်မှူးကြီးအဆင့်တွေအပါအဝင်စစ်ကောင်စီတပ်သားတွေတေဆုံးခဲ့ပြီးလက်နက်တွေနဲ့စစ်တုံးကန်းချိုးပါတင်ဆက်ရရှိခဲ့တယ်လို့တပ်ဆိုင်ရာတိုက်ရင်တွေကထုတ်ပြန်ပါတယ်။ မချဲတဲ့နိုဝင်ဘာလ12ရက်နေ့ညနေ6:50မိနစ်မှာထပ်မံဖြစ်ဆွဲထားပါတယ်2025ခုနှစ်စက်တင်ဘာ22ရက်မှာခင်ဦးမြို့နယ်မှာစစ်တပ်စစ်ကြောင်းကိုတော်လိုင်းတပ်များကတိုက်ခိုက်ပြီးတနက်ခင်းရနဲ့စစ်တုံးပန်းများဖမ်းဆီးရရှိခဲ့ရာတော်လိုင်းတပ်တွေကမှတ်တမ်းဓာတ်ပုံရိုက်ကူးစင်ဆိုပြီးတော့ဓာတ်ပုံခင်ဦးပကဖဆိုပြီးတော့ဒီပုံတင်ထားတယ်။ဒါပြီးလို့ချင်းရင်ပိုပိုင်ချဲမှာလည်းတင်ထားတယ်။အဲ့ဒါတော့ဗီဒီယိုဖိုင်ပေါ့။နော်စစ်ခွေးတွေကမှောက်ကုန်တွေလဲနေတယ်။ပိုပိုင်ချဲကလည်းတကုံလုံးရှင်နေပေနေတယ်။စစ်ခွေးတွေလည်းအကုန်လုံးရှင်နေအကုန်လုံးလူးလူး เนาะအဲ့ဒီဗီဒီယိုဖိုင်ကိုကျွန်တော်ပြီးရင်ကျွန်တော် reaction လုပ်ပေးပါမယ်အဲ့တော့ဒီသတင်းလေးကိုကျွန်တော်အရင်ဒီသတင်းကเนาะ people stream မှာတင်ထားတာဖြစ်ပါတယ်เนาะညနေရက်တွေကတင်ထားတာကျွန်တော်မအားတဲ့အတွက်ကျွန်တော်လည်းမပြောနိုင်ဘူးအဲ့တော့သတင်းတွေကိုကျွန်တော်တို့အပြတ်မခံကြပါနဲ့ဒီသူတွေအနေနဲ့ဘာဖြစ်လို့လဲကိုတော်လိုင်းကြီးရေချိန်ဘာဖြစ်နေလဲဆိုတော့ကိုလူတိုင်းကိုတီးစေချင်ပါတယ်ဒါကြောင့်မလို့အခုနောက်ပိုင်းမှာကျွန်တော်တို့သတင်းတော်တော်အစီအစဉ်ဆိုပြီးတော့မီဒီယာတွေမှာတင်ထားတဲ့ဟာတွေရောကျွန်တော်တို့တိတာတွေစုပေါင်းပြီးတော့ကျွန်တော်တို့သတင်းတော်တော်အစီအစဉ်ကိုလုတ်ပေးတယ်ဆိုတာတချို့နေကြတော့သတင်းဖက်ကမှပြင်းတယ်အဲ့တော့သတင်းဖက်ကမှပြင်းတဲ့သူတွေအတွက် ဒီ9မိနစ်10မိနစ်တော့ခိုင်းပြီးနားထောင်လိုက်တာနဲ့ကျွန်တော်တို့ဖြစ်ပြက်နေတဲ့တည်င်းလေးကိုတိဝါစေခြင်းလို့ပါအခုဒီနေ့တိုက်ပွဲဆိုရင်ဒါစစ်ကြောင်းပြုတ်တဲ့အထိစစ်ကြောင်းမှုဗျူဟာမှုကစားမတာပေါ်ရတယ်လက်ရှိဒီစစ်တပ်ဟာသူတို့ရဲ့အတူရောင်ရွေးကောက်ပွဲမကြီးမခင်မှာနေမြေတွေစိုးမိုးဖို့ရအောင်အသေးတန်စစ်ကြောင်းထိုးနေတာအဲ့ဒီစစ်ကြောင်းထိုးပြီးတော့ဒီဂျောမှာရွေးကောက်ပွဲလုပ်လို့ရမယ်ဆိုဘက်ကလေးရွေးကောက်ပွဲကောက်လုပ်လိုက်မယ်အဲ့ပြီးဒီရွေးကောက်ပွဲဘာဖြစ်လဲညာဖြစ်လဲဆိုပြီးတော့တရားမဝင်ဒါဆိုဝဲကောင်တွေဘဝကနေဘာဖြစ်မှာ တရားဝင်နိုင်ငံကိုအောက်ချုပ်ဝင်ရအောင်ဒီကောင်တွေကစူးစမ်းနေတယ်အဲ့ဒါအဲ့ဒါအမှန်ကန်ပဲအဲ့တော့ကျွန်တော်တို့ပြည်သူဘက်ကတည်ရမှာကဒီကောင်တွေလှုပ်ရှားတာကိုမျက်ခြေပြတ်မခံပဲနဲ့ကောင်စစ်ရေးဘက်အပိုင်းမှာအခုဆိုရင်ဒါခင်ဦးမျိုးနယ်မှာရှိတဲ့အင်အားစုတွေဒလိုတိုက်ပွဲတစ်ပွဲပေါ်ဆောင်လိုက်တယ်ကြည်ပလောက်ကုန်တယ်အော်ကျွန်တော်တို့ကဒလိုတိုက်ပွဲတွေတိုင်းအားရတယ်မလားရှင်းတတ်တယ်မလားဒါဆိုရင်ကျွန်တော်တို့အဲ့ဒီတိုက်ပွဲတွေပေါ်ဆောင်ဖို့အတွက်တိုက်ပွဲတစ်ခုကိုဘတ်ဂျက်ဘလောက်တုံးဆွရတယ်ဆိုတာကိုလည်းပြည်သူတွေအနေနဲ့သိစေချင်တယ်နော်အ ਨੇ ဆုံးဒီတိုက်ပွဲ ။သွားပြစ်မယ်ဆိုရင်ရဲဘော်တယောက်ကိုကြီ253ရံမပါဘဲနဲ့မရဘူး။စကမ်းတစ်ခုတိမ့်မယ်ဆိုရင်အဲ့တော့ကြီတစ်ထောက်ကိုအခုမြန်မာငွေနဲ့အနည်းဆုံးက9000 6000ဖြစ်နေပြီ။နော်။ဘတ်ငွေနဲ့ဆိုရင်မှတပုံကြီးတော့9000 6000တော့မကတော့အခုဆို80ကျော်ရောင်းတဲ့ဟာတွေရောင်းပုံပြီဆိုတော့နော်တထောင်ပြီးမှဖြစ်နေပြီ။အဲ့တော့ရဲဘော်တယောက်ကဒိုင်းလေးတစ်ချက်ထွက်သွားတာနဲ့ဘယ်လောက်ဖြစ်လဲ။ပတ်စံမြန်မာငွေတောင်းတထောင်ပြီးပါနော်။တိုင်းတိုင်းနဲ့ချက်ထွက်တာနဲ့မြန်မာငွေ1000ဝန်းနီးပါလောက်ကုန်ပြီအဲ့တော့ကျွန်တော်တို့တော်လိုင်းဒီတိုက်ပွဲတစ်ခုမှာ ပြစ်ကြခါကြအပြန်လန်ပြစ်ကြပြီဟဲ့ဆိုရင်ဒီကောင်တွေကဘာလုပ်လဲဆိုတော့စစ်မှုထမ်းပသတသားတစ်တွေကိုရှေ့ရနေပေးပြီးတော့တက်ခိုင်းတယ်။မြင်းတွေရှူခိုင်းတယ်၊မွေးစေးဝါးတွေတုံးခိုင်းတယ်၊အရက်တွေတိုက်တယ်။အရက်တွေတိုက်တော့မူးတောင်၊ယူးတောင်အဲ့ဒီမြင်းတွေမှာခြာပြီးတော့မြင်းတောင်ချောင်ပြီးတော့ပေမာလည်းမတီးပဲရှေ့ရတက်ပြီးတော့စွပစ်တာသူတို့မှကြည်ပေါ်တယ်ဒီ။သူတို့မှတယောက်ကို900 800တိောင်တန်ရတာကောင်ရှိတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တနေ့နိုင်တိုင်းဆင်းတော့အလင်းဝင်လာတဲ့ကောင်တယောက်သူပြောပြတယ်။ပုံမှန်တော့253ရဆိုရင်ပိုတယ်ရတဲ့ကြီးတွေရှိတယ်။အဲ့တော့ ူတို့ဘက်မှာအဲ့လိုကြည်ပေါ်ပေါ်အင်အားကိုဖြုံးသီးပြီးတော့ဘာလုပ်လဲလူသားတိုင်းလုပ်ပြီးပြစ်တက်ခိုင်းတယ်အဲ့တော့ပန်းစားတွေတက်လာတော့ပြစ်ပြီးတက်လာတာလေဒီတိုင်းတက်လာတာမဟုတ်ဘူးမပြစ်ပြန်မပြစ်လို့ရမှာကိုဘက်ကကိုဘက်ကပြန်ပြစ်ရင်ဘာဖြစ်ကုန်လဲတေွားတယ်တေွားရင်လဲကြွားလာကောင်ကြော်ပြီးထက်တက်လာတယ်ဆိုတော့ကိုဘက်ကပြစ်ပြစ်ဒီကောင်တွေကဘာလုပ်တာလဲဆိုတော့အဲ့ဒီပန်းစားတွေကိုအရင်လှုပ်ပြီးတော့ကိုဘက်က PDF တွေကြီးနေသွားအောင်ကြီးဖြုံးခိုင်းတာဘလောက်မှရိုင်းနေစဉ်းစားကြည့်နော်စစ်သားစကော့တပ်ဖွဲ့မှတောင်းရင်ထမ်းဆောင်နေတဲ့အောက်လက်ငယ်သားတွေကိုအဲ့လိုအသေးခံတတ်ခိုင်းပြီးတော့ ကြီးရင်ပေးဖြုံးခိုင်းတဲ့ရန်သူကိုကြီးဖြုံးပြီး PDF တွေကြီးပါပြီဆိုမှသူတို့ကအနောက်ကနေသူတို့စစ်ခွေးတွေရောဗာတွေရောဒီတန်တေတွေပေါ့အလုံးလိုက်အရင်လိုက်လက်နဲ့ကြီးနဲ့ထုနော်120မမမျိုးနဲ့မှကြုံကြုံတာဆိုအဲ့လိုကြုံပြီးတော့သူတို့လာတယ်လာတဲ့အချိန်မှာကြီးပါတဲ့တော်လိုင်းအဖွဲ့တွေဆိုရင်မလုပ်ပါဘူးလေစုပ်ပေးရတာလို့သူတို့ကိုအဲအဲ့ဒီဒေတာတွေကိုပြန်ပစ်လက်လွတ်လိုက်ရတာလို့ဒါတွေဖြစ်တာအဲ့တော့ကျွန်တော်တို့ဘက်မှာလိုအပ်ချက်ကပါတယ်ကြီးမရှိတာပဲ ဒါကြောင့်မလို့ဒီလိုမျိုးတိုက်ပွဲတွေကြားရင်ဝမ်းသာတယ်အားရတယ်ဆိုရင်ဒီလိုမျိုးတွေဖြစ်ဖို့အတွက်ကျွန်တော်တို့ကရဲဘော်တွေကိုဘာလို့ကလိုအပ်ချက်တွေပြည့်စည်ပေးထားဖို့လိုတယ်အဲကိုယ်တွေလိုအပ်ချက်တွေပြည့်စည်ပေးထားရဲ့သားနဲ့မှရှိပါလေတချို့တော့လက်နှက်ကိုင်နော်တိုင်းသားနာမည်ခံထားတဲ့တချို့တော့လက်နှက်ကိုင်တွေဆိုရင်ပြည့်ရှမ်းနေတယ်တော်လိုင်းမလို့ပါဘူးနော်စီးပွားရေးပဲလုပ်စားတယ်အဲ့လိုမျိုးဆိုရင်တော့တမျိုးဒါပေမဲ့လက်ရှိနေဦးတော်လိုင်းမှာအသက်ပေးနေတိုက်နေကြတဲ့ရဲဘော်တွေအားလုံးဟာကြီးတွေလက်နှက်တွေပြည့်စုံနေတဲ့သားနဲ့မတိုက်ပဲထိုင်နေကြတာပါ တိုက်ဖို့အတွက်ကိုရရနီးနေတယ်တို့ကရှားနေရတယ်နော်ရရတဲ့လောက်ရှားပြီးတော့ဘာလို့တိုက်နေကြလဲအဲ့တော့ကျွန်တော်တို့ပြည်သူတွေအနေနဲ့ကဒါမျိုးတွေကိုဝိုင်းပြစ်စည်းပေးဖို့လိုအပ်တယ်စိတ်ချပါမင်းအောင်နိုင်ကဘယ်လိုမှနိုင်လို့မရတော့မယုံကြည်လိုက်ဘာဖြစ်လို့လဲအခုလက်ရှိလက်နက်ကင်ထားတဲ့ပြည်သူ့ဘက်အချမ်းကအင်အားတို့ဘာနဲ့မှပြောလို့မရဘူးလက်ရှိလေချောင်းလိုင်းနဲ့လေချောင်းကပါနေလို့တို့လှုပ်လို့ရဆိုလေချောင်းကစိတ်ဓာတ်စစ်စင်ရင်ပိုင်းတော့ပဲရှိတယ်။ဘာဖြစ်လဲလေချောင်းညာကိုကိုယ့်ဘက်ကရဲမော်တွေကောင်းကောင်းတိနေတယ်။ဟိုမထိရဘူးလားမေးတော့ထိရမှုတချို့တလေတော့ရှိပါတယ်။ဒါပေမဲ့ ဒီလေချောင်းကြီးကနေတို့အနိုင်ယူပြီးတော့တိုက်ပွဲဖော်ဆောင်လို့မရဘူးစိတ်ကစစ်စင်ရေးရတစ်ဖက်ကဒီတော်လိုင်းအဖွဲ့တွေဝင်းင်းရအလင်းငိုက်ဝင်တိုက်မှာလို့ဒါမျိုးတွေတော့ပဲရှိတယ်အဲ့တော့ကြီးတက်နဲ့ဝင်မစည်းပဲနဲ့ဘယ်နယ်ဦးမှာနေမြေပိုင်ဆိုးမှုမရဘူးကြီးတက်ဝင်စည်းဖို့အတွက်တို့ကြီးတက်မှာပတ်စနော်စစ်မှုထမ်းအတင်းအလိုက်ဖမ်းပြီးတော့စစ်မှုထမ်းခိုင်းနဲ့ပတ်စတယ်အဲ့ဒီပတ်စတွေကဝင်းင်းကဘလောက်ပဲမြင်းနေကြွကြွဘလောက်ပဲအရေးအကြီးတိုက်တိုက်စိတ်ကပိုင်းမှာရှိလားမရှိဘူးအဲ့တော့တို့တန်သေးတယ် အစအရင်တန်တင်အင်အားဘလောက်ကုန်နေပြီအဲ့တော့စိတ်သက်ပိုင်းအရာမှာကျွန်တော်တို့ဘက်ကဘာမှမဆိုင်တော့ဘူးအခုကြည့်လေဟိုဘူပိုင်ကျဲမှဗီဒီယိုဖိုင်ထဲမှာပြထားတာစစ်ပွဲတွေတုံးလုံးမနဲ့စောက်ပွဲမကြုံတော့တိုင်းမှာပြောင်ဆက်ဆက်လုပ်နေသေးတယ်ရီးနေတာလည်းမှစစ်ပွဲတွေမှာနော်အကောင်ကျတော့ဒီကောင်တွေရလေဘာဖြစ်လဲဆိုတော့အမိတ်ပေးချာ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 ငါတို့ချုံးသွားတော့ရန်သူဘက်ကဖမ်းခံထိမယ်ဆိုလဲတော်လိုင်းဘက်ကကောင်တွေကငါတို့ထမင်းကောင်းကောင်းကျွေးတယ်နော်တိတိကျကျဝင်နေဖြစ်ပြီးတယ်ဆိုတဲ့ပုံစံမျိုးနဲ့လူဘဝတာနော်ဒါကြောင့်မလို့အခုအဲ့လိုမျိုးတိုက်ပွဲမှာဖမ်းပြီးတဲ့ကောင်မျိုးကိုလေမလို့အဲ့ပဲရေတော်မတိုက်နဲ့ရှင်းချင်းပြောရရင်တော့ ဒီကောင်တွေကြောင့်ပြည်သူတွေထွက်ပြေးနေရတယ်အခုအညာမှာထွက်ပြေးနေရတဲ့စစ်ပေးဆောင်ပြည်သူဘယ်လောက်ရှိပြီစစ်တပ်စစ်ကြောင်းထိုးလို့မထွက်ပြေးရတဲ့ဒေသမြန်မာပြည်မှာမရှိဘူးအဲ့တော့ဒီကောင်တွေကြောင့်ပါဖြစ်တဲ့ပြည်သူတွေထွက်ပြေးနေရတာပြည်သူတွေအိုးမဲ့အိမ်မဲ့ဒုက္ခရောက်နေရတာအဲ့တော့ဒီလိုကောင်မျိုးတွေမိလိုက်ဒါရာဇဝတ်ကောင်တွေဒီလိုကောင်မျိုးတွေကိုကျွန်တော်တို့စေတနာထားလို့မရဘူးအဲ့တော့ဒီလိုအောင်ပွဲမျိုးကိုတော့ကျွန်တော်တို့ပြည်သူတွေကတော့ပြောစရာမလိုဘူးဝမ်းမတ်တာကြိုးဆိုပြီးသားပါတိုက်ပွဲမှာပါဝင်တဲ့တူရဲကောင်ရဲဘော်တွေအားလုံးကိုလည်းလေးစားတဲ့ဂုံပြုတ်တယ်ခွေးလို့ပြေးွားတဲ့စစ်ခွေးတွေကိုလည်း ကျမ်းမှာကြပါစေလို့နော်ဒါလေးပြောချင်လို့ပါအဲ့ဒါလာပြောတာလေးစားပါစောချစ်သူကိုကိုယ်ရဲ့စောချစ်သူရဲ့ဖခါစောချစ်သူဒူးထောက်စောချစ်သူရဲ့အဲဒီဘောမစောချစ်သူကဘောမလားသူကြားဖြတ်တရခန်တယောက်ရှီဆောင်ချမ်းဒီနေ့တရုတ်နိုင်ငံကိုထိုင်းနိုင်ငံပြန်လဲပို့ဆောင်ထိုင်းနိုင်ငံမှာဖမ်းဆီးထားတယ်မြောက်ဝတီရွှေကုတ်ကိုကြားဖြတ်မြို့တစ်ကိုတီထောင်နဲ့ရှီဆမ်ဂျီဆမ်ဂျမ်း မြောက်ပြည်မှာကာစီနိုယုံတွေ online စီးပွားရေးလုပ်ငန်းမှာယင်းနေ့မြုံနံတယ်ရထိုက် international holding company limited ဩကထာအဲ့တော့သူ့ကိုနိုင်ငံဆယ်နေမှာထိုင်းနိုင်ငံယူကန်တရားရုံးနိုင်ငံကရာဇဝတ်မှုများ online လောင်းစားလုပ်ငန်း200ကျော်တရားမဝင်လုတ်ကင်ခဲ့တော့ကြားဖြန့်ဝေလင်ဂိုင်းဒီဒါရီအဓိကခေါင်းဆောင်လို့ဆိုတဲ့ရှီဇင်ချန်ကိုတရုတ်နိုင်ငံကိုလွှဲပြောင်းပေးမယ်လို့ထိုင်းတရားရုံးကအတည်ပြုလိုက်ပါတယ်ဆုံးဖြတ်လိုက်ပါတယ် ဲ့တော့ဒီရှီဇန်ချမ်းမေသူနာမည်ကကွာခတ်တရုတ်နဲ့ကမ္ဘောဒီးယားနိုင်ငံသားနှစ်နိုင်ငံခံယူထားတယ်နော်တရုတ်ငွေယွန်2985ဘီလီယံထိုင်းဘတ်နဲ့တွက်မယ်ဆိုရင်စနစ်ဒသမ6ထရီလီယံကျော်လိမ်လည်ခဲ့တဲ့ကာစီနိုဝက်ဆိုက်236ခုထပ်မနေလုတ်ပြီးတော့တကဘာလုံးကလူတွေရတရုတ်နိုင်ငံသားတွေရအဓိကပြစ်မှတ်ထားလိမ်လည်မှုများအတွက်တရုတ်ကအလိုရှိရာဇဝတ်ကောင် 2022ခုနှစ်မှာထိုင်းနိုင်ငံဘန်ကောက်မှာထိုင်းဆိုရကဖမ်းဆီးလိုက်တယ်2022ခုနှစ်နိုဝင်လာနိုဝင်ဘာပေါ့ဗျာနိုဝင်ဘာတရုတ်ကိုလွှဲပြောင်းပေးဖို့တွေကတောင်းဆိုလိုက်ပြီ2022ခုနှစ်ဆိုတော့၃နှစ်အကြာပေါ့ဒီခုနိုဝင်ဘာတရုတ်ကိုလွှဲပြောင်းပေးဖို့ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကအတည်ပြုခဲ့ပါတယ်အတည်ပြုလိုက်တဲ့အခါကျတော့စူတောင်းပွဲတွေတောင်းတောင်းဖြားဖြားလုပ်ပြီးမစ္စတာဗါလေစီဂျန်စင်အတူနာမည်ဂျန်စီစင် ရှီရှီစဉ်ကျမ်းကျမ်းပါပါစီချမ်းသာပါစီအမြဲဆုံးလွတ်မြောက်ပါစီလို့လူရေထောင်နဲ့ခြီးပြီးတော့စူတောင်းမြေတာပို့တာပေးခဲ့တဲ့စောချစ်သူရဲ့ကိုးွယ်ရာတရုတ်ကြားဖြန့်လုပ်ငန်းရှင်ကြီးဒီကနေ့တရုတ်ကိုပို့လိုက်တဲ့အခါကျတေတံကလွဲအချားမရှိဘူးပေါ့ဗျာရှီစဉ်ချင်းဟာကမ္ဘောဒီးယားနိုင်ငံသားတယောက်လည်းဖြစ်ပြီးတော့ကောစင်တာနဲ့ကြားဖြန့်လုပ်ငန်းတွေကိုကမ္ဘောဒီးယားမြန်မာနိုင်ငံမှာမြို့သစ်တွေတည်ထောင်ပြီးတော့အကြီးအကျယ်လုပ်ခဲ့တာ 2024ဩဂုတ်လ17ရက်နေ့မှာစောချစ်တူကသူ့အတွက်စူတောင်းပွဲတွေလုပ်ခဲ့တယ်။သူ့ကိုယ်တိုင်တက်ရောက်ပြီးဝိပယူစူတောင်းပေးခဲ့တဲ့လူအဲဒါကြောင့်မို့နိုင်ငံကလောင်းစားတရခံငွေလင်လုပ်ငန်းများကြောင့်တရုတ်ရဲ့အလို့ရှိတရခံရှင်စင်ချင်းကိုဖမ်းပြီးတဲ့အခါကြာရင်စောချစ်တူနဲ့ဘယ်လိုလုပ်ကန်ခဲ့တယ်မင်းအောင်လိုင်ဖက်စစ်တပ်ကောင်တွေဘယ်လိုပတ်သက်လဲဘိုချုပ်ဘိုကြီးဘိုမှုဘိုစစ်တပ်ကထိပ်ပိုင်းကောင်းဆောင်တွေကိုဘယ်လိုငွေပေးခဲ့ရလဲဆိုတဲ့အချက်တွေပေါ်လာရင်တော့ ဘွဲကကြည်ကောင်းပဲဗျာကဲဒီကနေ့တော့တူတူနဲ့လူရင်းချုပ်ပြောရရင်တော့စောချစ်သူဒူးနဲ့မျက်ရည်တော့ရနေပုံဗျာတပြင်းမှာဒီကနေ့ညမတနိုင်ငံလုံးလုံုံရဲ့အတင်းကျဆုံးမြို့တစ်မြို့ဖြစ်တဲ့ပြင်ဦးလွင်တနိုင်ငံလုံးကအံ့ဩကြီးစွာဖြစ်ရတဲ့အခြေအနေတစ်ခုဖြစ်ပေါ်ခဲ့ပါတယ်ပြင်ဦးလွင်မြို့ကရွှေဆိုင်မြို့လေကောင်ကတော့ရွှေဆိုင်ကိုတမျှဝင်တိုက်ပါတယ်တနက်ပါအောင်စပယ်ရွှေဆိုင်လို့သိရပါတယ်။တမယဝင်တိုက်တဲ့အချိန်မှာမနေ့9နာရီ မန္တလေးလာရှိုးပြည်တော်စုလမ်းမကြီးပေါ်မှာကမောစာပန်ကွဲအမှတ်နှစ်နိုင်စင်းနေမှာရှိတဲ့အောက်စပယ်ရွှေဆိုင်ကိုလူနှစ်ယောက်ဓမြတိုက်ပါတယ်တနက်ပါပါတယ်အဲ့ဒီမှာဗီဒီယိုကလစ်ကိုကြည့်ရင်အဲ့ဒီတော့ဆုံးမပြေဘူးတဲ့လားဆုံးမပြေဘူး ုံကြီးကဓမြောက်ဝင်လုံးတယ်ဆိုင်ကယ်အုပ်ထုပ်ကြီးကိုလက်သီးနဲ့ထိုးတယ်ဓမြောက်ကတနက်နဲ့ပြစ်တဲ့အခါကျတော့အဲ့ဒီလုံချုံကြီးတယောက်ဒေဆုံးသွားပါတယ်မြို့လေကောင်ကြီးမှာဓမြောက်တိုက်ရဲတာဗျာပြင်ဦးလွင်တော့စစ်တပ်အခြေဆိုင်ရမြို့အခုဆိုရင်ညနေ6နာရီဆိုစိုင်ပိတ်ရတဲ့ပြင်ဦးလွင်ဟာမနက်ပိုင်းတော့စိတ်မချခဲ့ရတော့မနက်ပိုင်းတော့စိတ်ချတယောက်ဦးလေးစုံမုံကင်းမဲ့နေတဲ့ရန်ကုန်မန္တလေးအပါဝင်စစ်တပ်ရဲ့အလုံချုံဆုံးမြို့ဥပဒေစုံမုံဆုံးမြို့စစ်တပ်ကြီးစိုးရမြို့လိုနေရာမြို့မှာတော့ဓမြောက်တိုက်မှုတွေဖြစ်ပွားနေတယ်လို့ကိုတော်တော့ပဲဝိတ်စိတ် ဓမြတိုက်ခံရတဲ့ရွှေဆိုင်တွေပတ်စံရှိတဲ့လူတွေဟာနေ့စဉ်ဓမြတိုက်မှုကိုစိုးရိမ်နေရတယ်။အဲ့တော့ကျွန်တော်တို့မြန်မာနိုင်ငံမှာဒီကနေ့ဒီအချိန်မင်းအွန်လိုင်းဖက်ဆစ်ဆေးဥစုအာဏာသိမ်းလိုက်တဲ့အတွက်ပတ်စံရှိတဲ့လူတွေမလုံခြုံဘူးဆင်းရဲတဲ့လူတွေမလုံခြုံဘူးပညာတတ်တဲ့လူတွေမလုံခြုံဘူးပညာမတတ်တဲ့လူတွေမလုံခြုံဘူးပညာရှင်လည်းမလုံခြုံဘူးပညာမဲ့လည်းမလုံခြုံဘူးဘသူမှမလုံခြုံတဲ့အခြေနာမည်ကြီးတဲ့လူလည်းမလုံခြုံဘူးနာမည်မကြီးတဲ့လူလည်းမလုံခြုံဘူး မလုံခြုံမှုတွေလွှမ်းမိုးထားပြီးတစ်ဖက်မှာစစ်တပ်ကတနက်နဲ့အကြောက်တရားရိုက်သွင်းထားတဲ့တိုင်းပြည်ရဲ့လက်ရှိအခြေအနေဟာကြားဖြန့်လောင်းစားမှုနာမည်ဆုံးတွေကြော်ကြားနေတော့ကိုကျော်စီဝါရှာလူတစုရဲ့လောက်ကင်ဆောင်ရွက်မှုတွေကြောင့်အဖက်ဖက်ကချွတ်ချုံကြပြီးတစ်ဖက်မှာအမှုပညာရှင်တွေနာမည်ကြီးတွေနာမည်မကြီးတွေအပါအဝင်အကုန်လုံးကိုတနက်နဲ့ချင်းချောက်ပြီးစစ်တပ်အလို့ကြနေရတဲ့ဘဝကိုရောက်နေပြီးတော့တိုင်းပြည်ဟာဖုံးစိုးမြေနှစ်တကွတတိုင်းပြည်လုံးအုပ်တတိုင်းခတ်ထားတဲ့ ထောင်ကြီးတစ်ခုတပွဲပြစ်နေတဲ့အခြေအနေကိုရောက်ရှိနေပါပြီ။ငင်းမယ်လို့ရှိရင်တက်လာခဲ့။တိုင်းပြည်ကလုံးအုံယိုးကာရာအုံယိုးအတွင်းမှာထောင်ချထားပြီးတကလားအကြောက်တရားပါရိုက်သွင်းကြီးနိုင်ငင်းင်းနဲ့တမရတိုက်လူရဲ့ခိုးခိုးဝတ်မရင်ချင်းမှုတွေနဲ့တပတ်မှာပြုစောတိတွေတခိုးချိုးတွေကိုအာနာတီမြေးတဲ့အတွက်မွေးမြူလက်သက်မွေးမြူခိုင်းစေတဲ့အကျိုးဆက်တွေရ နေ့စဉ်ရာဇဝမှုထူပြောတဲ့အခြေအနေဝင်ဆိုင်နေရတဲ့နိုင်ငံသူနိုင်ငံသားအပေါင်းခင်ဗျာမိမိကိုကိုညံနဲ့စောင့်ရှောက်ပြီးလက်ရှိအခြေအနေဇိုးများကိုကြော်လွားနိုင်ဖို့တရစ်တမန်ညံမီကရုဏာတကွာအခြေအနေအရရကိုမပြတ်အကဲခတ်ပြီးတရင်းများကိုမျက်ခြေမပြတ်ကကောင်းအေးအေးစိတ်ရှင်းရှင်းနဲ့အစိုးဆုံးအခြေအနေတွေကိုရင်ဆိုင်ကြော်ပြတ်ရင်းအနာဂတ်နိုင်ငံတော်အသစ်တွေအားမွေးထားပါအစိုးရပြီးအကောင်းကြီးလာပါရောက်ပါ အဆုံးဆုံးတွေကိုရင်ဆိုင်ကြော်ဖြတ်ပြီးရင်အကောင်းဆုံးတွေရောက်ရှိလာပါလိမ့်မယ်ဒုက္ခဆိုတာနောက်တစ်ချိန်ကြာရင်ဟာတရီအဖြစ်ကျွန်တော်တို့လက်ဖေးဆိုင်အတူထိုင်ပြီးကြောက်ကြရအောင်ယေရှုတင်ပါလေစောချစ်သူဒုနဲ့မျက်ကြီးတုတ်ရတဲ့အတွက်ဘာပြောခဲ့ခြင်းပါတလဲညာသားတွေကိုရှုံးတန်နေနားကောင်းအောင်နားပါစုပ်ပြတ်တက်သွားမယ်ကျွန်တော်အညာကိုထိကျွန်တော်တို့ထိတာနဲ့တူတူပဲအညာမြေကျွန်တော်တို့ရဲ့နှလုံးသားဘသူ့ကိုဖိနော် ဘသူကကြွလာမလဲဆိုရင်ကွန့်ကိုပြန်လာစဉ်းစားကြည့်လိုက်ပါကျွန်တော်မိသားစုဝင်တယ်ဒီနေ့မှာကျွန်တော်တင်ပြခဲ့တဲ့အကြောင်းအရာအားလုံးတမန်လို့မျှော်လင့်ပါတယ်နောက်လာတဲ့ဗီဒီယိုလေးတစ်ပုဒ်ကောင်းကျွန်တော်ကြိုးစားပေးနေပါတယ်လက်နက်ပေးကပ်ပေးစီပေးကြောင်းနဲ့ကျွန်တော်နိုင်ငံတွင်းမှာရှိတဲ့မိသားစုဝင်တူချင်းစီတဲ့ပြည်နဲ့ကင်းရှင်းပါကျွန်တော်လေးနဲ့စတောင်းရှင်းနေကျွန်တော်ရေဝရှမ်းလေးပါခင်ဗျာ